ရေးဆရာကြီးဒူဝင်ရဲ့ကိုတင်ချိုင်းတန်တာအီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း၄ရွှေမြို့တော်ကိုတစ်ခေါက်တစ်ခါမှမရောက်ဘူးလို့မှတ်တယ်။ဗညာအင်ကစကားဆလိုက်သည်။မှန်လားပါ။နတ်ရွာဆန်မြို့သားကြီးဤသမီးတော်ခင်စောမယ်ကတာဝန်ပေးချင်ရသခင်မကိုစားအညတရာကြီးတော်သာတိတိပြတ်ကမွန်ရွှေမြို့တော်သို့ရောက်လာခြင်းဖြစ်ကြောင်းမှာသခင်မဤကိုစား စာလွှာတော့ပါလာเจ้าမှာတိရိပြက်ကောင်ကမိမိနှုတ်တာရွတ်ဆိုပြီးကြဲရခင်စောမယ်ရေးသားလိုက်သည့်ဒုတိယစာလွှာကိုပညာအိမ်ကဂရီပါအိတ်အတွင်းထဲမှထုတ်ယူပြီးတစ်လုံးချင်းဖတ်ရှုနေပြီငါစီမှာမှုတော့ထမ်းရအောင်လာခဲ့တယ်ဆိုပါတော့နာမည်ကတိရိပြက်ကောင်နဲ့လားပညာအိမ်ကစာလွှာကိုဖတ်ရှုပြီးတိရိပြက်ကောင်အားမေးလိုက်သည်ဤတိုင်းမှန်မင်ဖြစ်เจ้าမှာမင်းကိုလိမ္မာရင်ချေးအောင်ဆုံးမဖို့နဲ့ဒီပေးလမ်းပြလောက်ဖို့မတော်ပြကငါ့ကိုပုံအပ်လိုက်တယ် ရှင်သားရဲ့ဆုံးမဩဝါဒကိုခံယူရန်တင့်ရှိကြမှာတိတိပြတ်ကွန်ကခြေတော်သားအတွင်ဖြင့်ပြန်လဲလျှောက်တင်လာရာမညာအိမ်ဒီညောင်ဆောင်ပေါ်ရှိဤဆက်ညံ့ညောသည့်ဂရီဝါမိအုံးများကိုကို့ထက်ဝဲမြုပ်သွားအောင်မြင်တိတိပြတ်ကွန်၏အင်ကယုံနှင့်စီရင်ထုံးဖွဲ့မှုကိုအမှုလုံးပတိလုံးလေ့လာနေပေသည်ကောင်းပြီခုချိန်ကစားပြီးငါစီမှာမှုတော်ထံတွင်ပြုတ်လိုက်မယ်ရွှေမြို့တော်မှာခိတ္တဆန်းနေတော်မူခိုက်မြို့ဝင်မင်းပညာတလရဲ့အကူအညီနဲ့ ဘင်းမထံခန်းစားဝင်ရောက်ခွင့်ရလိမ့်မယ်။ဘင်းမရဲ့ရှိတော်မှခန်းစားဝင်ခွင့်ရရင်ဖြင့်ရွှေနန်းတော်ကိုတိတိပြတ်ကုန်မှငါနဲ့အတူခေါ်သွားမယ်။ဗညာအင်ကတည်ငြိမ်သည့်အိမ်တွေဖြင့်မိန့်ချလိုက်သည်။ရွှေနန်းတော်ကိုဝင်ခွင့်ရပြီးဘင်းမအာနိနိကက်ကက်ဖူးမြော်ခွင့်ရမယ်ဆိုရင်တိတိပြတ်ကုန်တိရောပြီဖြစ်ကြောင်းမှာအရှင်သားရဲ့ကျေးဇူးကိုလည်းတိတိပြတ်ကုန်ဆက်ပြီးကုန်နိုင်မှမဟုတ်ကြောင်းမှာတိတိပြတ်ကုန်ကဝန်တာအာရသောအမှုရာဖြင့်ရှောက်တင်လိုက်လေသည်။ကောင်းပြီ။ ီနေ့ညကစပြီးငါရဲ့အပါတော်မှာခံစားပြီးငါပြည့်အပ်တဲ့တာဝန်ကိုထမ်းရွက်ရလိမ့်မယ်။ဘညာရင်ကအမိန်ချမှတ်လိုက်ပြီးမင်းဒီဝါကိုလှမ်းခေါ်လိုက်သည်။မင်းဒီဝါနာခံလဲရှိကြမှာ။တီတီဘက်ကဝန်ကိုနေရာချထားပေးလိုက်စမ်း။စာရေးတာဝန်နေရေးအတွက်မင်းလုံးဝတာဝန်ရွာလိမ့်မယ်ကြလား။ဘညာရင်ကလူယုံတော်မြင်းစီကျော်ဒီဝါအားတာဝန်ပေးအပ်လိုက်လေတော့သည်။ရှောက်တင်စရာတခုကြံသေးကြမှာရှောက်တင်ခွင့်ပြုတော်မူပါ။တီတီဘက်ကဝန်ကဘညာအိမ်ချန်ခွင့်ပန်လိုက် ရှောက်တင်စရာရှိလင်းချွင်းချက်မရှိရှောက်တင်စေ။ဗညာအင်ကခွင့်ပြုလိုက်သည်။တီတီပြတ်ပေါ်မှာအမတော်ထံမှဆင်းလွတ်လိုက်သည်။စီတမန်ဖြစ်၍အမတော်နှင့်ထက်တူထက်မြားသဘောထားကပြုစုဆောင်ရှောက်ရန်အမတော်၏စာလွှာတွင်ပါရှိသည်ဖြင့်ဗညာအင်သည်တီတီပြတ်ကွန်အားအထူးအခွင့်အရေးပေးထားခြင်းဖြစ်သည်။တာမန်ရက်သားများရောက်နိုင်ခဲ့တဲ့ရွှေနှန်းတော်သို့ဝင်ခွင့်ရရင်းနဲ့ဗီမရရှိမှမှာဝင်ရောက်ခစားခွင့်ရရှိရေးအတွက် မြို့ဝင်မင်းပညာဒလရဲ့အကူအညီနဲ့စီစဉ်များပြုလုပ်ပေးမယ်လို့ကြားသိရတဲ့ဖြင့်ဒေဒီပြတ်ကွန်အတိုင်းထံလုံးဝိမျှဝင်းသာဖြစ်မိချောင်းမှာအရှင်သားတော်ထံလာရာကျုံနဲ့တဲလို့လဲမှတ်တင်ချောင်းမှာရွှေနန်းတော်သူဝင်ခွင့်ရရေးနဲ့ဘီယမအားနိနိကကဖူးမြော်ခစားခွင့်ရရေးအတွက်စီစဉ်မှုများပြုနေချိန်မှာအရှင်သားရဲ့ရောင်းရင်းများဖြစ်တဲ့မူကြီးမတ်ရသိန်းနာပတိများရဲ့ရှေ့တော်မောက်တို့ဝင်ရောက်ခစားပြီးနန်းတွင်သူနန်းတွင်သားတို့ရဲ့ပြောဆိုမှုများနဲ့အတုံးတုံးတွေကို လေလာခွင့်ရရှိအောင်ဆောင်ရွက်ပေးပါမယ်ကြောင်းလေးစားယူတည်စွာတောက်မအပ်ပါတယ်။တီတီပြတ်ကွန်ကလိမ္မာပန်းနတ်စွာဖြင့်တောင်းဆိုလိုက်သည်။ဟုတ်ပေသားပဲ။ဂျီတော်သားတို့ရဲ့အမှုအကျင့်နဲ့ရွှေနဲ့တော့ဝေးလို့မဖြစ်ဘူး။နန်းတွင်သူနန်းတွင်သားတွေရဲ့အမှုအကျင့်နဲ့အတုံနှုံဆရှိတဲ့ရည်ချင်းမှုဓလိထုံးစံနေပါ။လေလာရအောင်မှာပေါ်ကောင်းပြီလေ။ဒီနေ့ညဝင်တော်မူရဲ့ဥယျာဉ်တော်မှာအဲ့ခံပွဲတစ်ခုရှိတယ်။အဲ့ဒီအဲ့ခံပွဲကိုငါနဲ့အတူလိုက်ခဲ့ပြီးလေလာဖို့ကောင်းလာပါပြီရှင်သာအခုလို့ ကိုကြီးဆောင်မတော်မူသည်ကိုတိတိပြတ်ကောအတိုင်းမသိကျေးဇူးတင်ရှိကြောင်းမှာတိတိပြတ်ကောငါကျေးဇူးတင်စကားပြောကြလိုက်သည်ကဲဒေဝတိတိပြတ်ကောကိုနေရာချထားပေးလိုက်လေဘညာအင်ကမြင့်စီကြောင့်မြင့်ဒေဝအားအမိတ်ပေးလိုက်ပြန်သည်ရှောက်တင်စရာကြံသေးကြောင်းပါဗျာတိတိပြတ်ကောကခွင့်ပန်လိုက်ပြန်အရှောက်တင်စေကျွန်တော်မျိုးကြီးနဲ့အတူရွှေမြို့တော်ကိုမြောက်ဘူးတဲ့ခြေတော်သားတူပါလာကြောင်းမှာကျွန်တော်မျိုးကြီးနဲ့ညီရင်ကိုပမာချစ်ခင်ရင်းနေတဲ့မိတ်ဆွေရောင်ရင်ဖြစ်ပါသဖြင့် ကျွန်တော်မျိုးကြီးနဲ့အတူအရှင်သားထံတွင်အမှုတော်ထမ်းဝင်ပြုပါမင်းပွဲစုပွဲများသို့တက်ရောက်သည့်အခါများတွင်လည်းကျွန်တော်မျိုးကြီးနဲ့အတူလိုက်ပါခွင့်ပြုတော်မူပါကြေးတော်သားများဖြစ်ကြပါသဖြင့်မျိုးကြီးသူမျိုးကြီးသားများရဲ့ဓလေ့ထုံးစံအမှုချင်းနဲ့ရည်ချင်းမှုတွေကိုလေ့လာပြီးအတူယူလိုချောင်းပါကြေးတော်သားရဲ့နာမည်ကဘလို့ခေါ်သလဲမင်းစီသူပါကြေးတော်သားပင်ဖြစ်လင်ကစားစာပေများတက်မြောက်သူ ဖြစ်၍မိကောင်းဖခင်သားဖြစ်သည်နှင့်အညီရည်ရည်ပုံပုံရှိချောင်းပါ င်းစီသူတဲ့လားအဲနာမည်ကတော့ရင်ဆဆပါလားအေးကောင်းပြီလေမင်းစီသူကိုပါတီရိပြတ်ကုန်းနဲ့ထတ်တူထက်များအခွင့်ရေးပေးသနာတော်မူမယ်ကဲဒီဝတီရိပြတ်ကုန်းနဲ့သူ့မိတ်ဆွေရောင်းရင်မင်းစီသူစားဝတ်နေရေးမှအစလူလေးသေးမရှိအောင်နေရာချထားပေးလိုက်ပညာအင်ကမင်းစီကျော်မင်းဒီဝအမိတ်ပေးလာရမင်းဒီဝသည်တီရိပြတ်ကုန်းကိုခေါ်၍အဆောင်တော်အတွင်းမှထွက်ခွာလာခဲ့ပေသည်မင်းဒီဝသည်၎င်းတွင်တည်တံထားရှိသည့်မြင်းဆောင်နှင့်ဆက်၍ ဆောက်လုပ်ထားသည့်အိမ်တန်းရရှိရာသို့တီတိဖြတ်ကွန်အားခေါ်ဆောင်လာခဲ့ပြီးလမ်းတွင်မင်းစီသူကိုပါဝင်ခေါ်လာခဲ့ပြီးတီတိဖြတ်ကွန်နှင့်မင်းစီသူတို့စီးနှင်းလာကြသည့်မြင်းများကိုပါမင်းဆောင်သို့ဆွဲယူလာပြီးမင်းဆောင်ထဲတွင်နေရာချထားပေးလိုက်သည်မင်းဒေဝနေထိုင်သောတဲတန်းလျားသို့ရောက်သောအခါမင်းဒေဝသည်တီတိဖြတ်ကွန်အားမြင့်သောနေရာတွင်ထိုင်စေပြီးမိမိနှင့်မင်းစီသူတို့မှမူနေသောနေရာမှယူသည်လေးစားသည့်အမူအရာဖြင့်ထား၍အလာပါတလာပါပြောဆိုနေသည်ကိုတွေ့ရပေတော့သည် ဘုံမင်းနဲ့မမျော်လင့်မဲ့အခုလိုတွေ့ရတာငတိဝဖြင့်သိဝန်းတာတာပဲအားလည်းတက်မိတယ်မြို့သားလေးကအသက်ရွယ်နှုတ်နေသေးတဲ့အတွက် အတွေ့အကြုံဘူးဒူတာနေပါသေးတယ်ငငယ်ရွယ်ရွယ်နဲ့မြို့သားကြီးရရကိုဆက်ခံရမှာဖြစ်တဲ့အတွက်မယ်မန္နာကလည်းတစ်ခက်ထန်နေရှေ့နောက်ဆင်ချင်းတိုင်းတော်မှုမပြူဘဲနဲ့တစားကန်းလှုပ်တတ်တယ်သူ့ကိုမြောက်ပေးနေသူကမှအကောင့်ထင်နေဟုတ်တိုင်းမှန်ရာပြောရင်မကြိုက်ဘူးမင်းဒီဝါကတီတီပြက်ကွန်အားအစီရင်ခံနေပေသည်ငယ်ရွယ်နှုတ်နေသေးလို့ စင်ကျင်တုံတရားခေါင်းပါတာတွေ့ကြုံကတဖြည်းဖြည်းသင်ငန်းစာပေးပြီးပြုပြင်သွားပါလိမ့်မယ်။တီးပြတ်ကွန်ကဖြေပြီးပြောလိုက်။ဘုံမင်းပြောတာမှန်ပါတယ်။ဒါပေမဲ့သင်ငန်းစာမရခင်အဖတ်ဆယ်လို့မရအောင်ပြက်စီးသွားမှာဆိုရင်ပါတယ်။ဒါကြောင့်လဲမျိုးစားလေးကိုခါခွင့်တင်နိုင်တတိပေးခဲ့ရပါသေးတယ်။မျိုးစားလေးရဲ့ပါမှာမင်းတို့လိုလူမျိုးရှိနေတာကုသိုလ်ကံကောင်းနေ။ဟုတ်ပါဘုရားမှန်ပါဘုရားနဲ့မင်းတို့လိုက်ပြီးခြိုက်ကိုတင်းနေတဲ့ကပ်ပါရဲ့ပါရီရှိနေပူစုတယ်။ ဒီစကားမှန်ပါတယ်ဒါပေမဲ့မျိုးသားလေးကိုဟုတ်တိုင်းမှန်ရာရှောက်တင်ဝင်သူဆိုလို့ကျွန်တော်တယောက်သားရှိနေလို့တခါတခါစိတ်ပြအားငယ်မိတယ်ဘိုးမင်းရောက်လာလို့ငရေဝအလိုလိုအားတက်မိတယ်မျိုးသားလေးကိုဒီတန်းလို့ထားလို့မဖြစ်ဘူးသူ့ရဲ့အသားဝင်းတွေကသူ့ကိုဖျက်ဆီးနေတယ်သူ့ရဲ့အသားဝင်းဆိုတာဘယ်သူတွေကိုပြောတယ်လဲဘုံမှုတန်ငမိန်ဆက်ကောကိုပြောနေတာမဟုတ်လားမှန်ပါတယ်မြို့ဝင်မင်းပညာတလာနဲ့ဝင်းတော်မူပညာကျမ်းတော်တို့လည်းဖော်ဝင်มาသေးတယ် ဒီလူတွေကိုရေးဆိုင်နေကြမလို့ပါဘူးသူတို့မှာဘာရည်သွေးမှမရှိပဲကပ်ပရက်ပါလို့ပြီးယာရုကြီးတွေရထားတဲ့လူတွေပါတမိန်ဆက်ကောဆိုတဲ့အကောင်ကတော့ဘယ်စစ်ပွဲမှာနိုင်ရခဲ့ဘူးလို့လေသူများရဲ့စွန့်ရင်တက်တီနဲ့စစ်ပွဲတွေနိုင်ရခဲ့တာကိုပဲသူ့ကြောင့်ဝင်အောင်ခွဲခံရသလိုလိုကြွားလုံးထုတ်နေတတ်တဲ့အကောင်ပဲတီတီပြက်ကွန်ကပြန်ပြောလိုက်ဘုံမင်းပြောတာတိတ်မှန်နေဒါမှမဟုတ်တမိန်ဆက်ကောဆိုတဲ့တတ္တဝါကရွှေနန်းတော်ကိုပေါက်ရောက်နေတဲ့အချိန်လေးကိုရောက်နေတယ်ဗျ မင်းမရဲ့ရှိတော့မှောက်ကိုလည်းမကြမကြအခါစားဝင်တာတွေ့ရတယ်။မင်းပင်ကောင်းလင်မင်းမြန်ဖြက်ဆိုတဲ့စကားရှိတယ်မဟုတ်လား။ဒီလိုလူရုပ်မာတွေကြီးစိုးနေတဲ့မြတ်နိုင်ငံတော်စီရင်သားရမှာမဟုတ်ဘူး။ဒါရကအရင်မကြည့်ဘူးမျိုးသားလေးတွေကျွန်တော်ရတဲ့မအေးလာဘူး။မျိုးသားလေးကိုပြက်စီအောင်ဖြက်စီပြီးမျိုးသားလေးရဲ့အမတော်ကိုခြေတော်တင်မို့တမိန်ဆက်ကတော့ကြံစီနေကြောင်ကြားသိရတယ်။ဒါကိုမျိုးသားကလေးရိတ်စားမိဟန်မတူဘူး။မင်းတွေကမိမိကြားသိသည့်တဲ့ရင်ကိုဖောက်ပြချလိုက် ဒီတရင်တော့ငားလဲကြားခဲ့ပါတယ်။မျိုးစားလေးရံမတော့ကိုရန်လဲသမိုင်းဆက်ကောရဲ့ရုပ်မှာပတ်ဆက်တဲ့အကျံစီကိုရိတ်စားမိဟန်တူတယ်။ဒါကြောင့်သူ့မောင်တော်ကိုဒီလူရုပ်မှာလေးရဲ့လောင်းရင်အောက်ကနေလွတ်မြောက်အောင်ကဲတင်ပြီးသူ့စီပြန်ခေါ်လာဖို့ငါကိုတာဝန်ပေးလိုက်တာပေါ့။မျိုးစားလေးကိုပြန်ခေါ်လို့ရပါမလား။မျိုးစားလေးကတော်ကောင်းပါတယ်။ကျွန်တော်အမြဲတမ်းသတိပေးနေတာတော့နားမဝင်ဘူး။သမိုင်းဆက်ကောတို့လူတိုက်ကိုမိတ်ဆွေစေလို့မှတ်ထင်းနေတာမိတ်ဆွေတို့မိတ်ဆွေရောင်နေဖြစ်ချမ်းကို လျှောက်တင်တာနားမဝင်ဘူးတိအတွက်ဘာမှစိုးရင်ကြောင်းကြမဖြစ်နဲ့ဒီနေ့ညငါအကြောင်းသိရမှာပေါ့မင်းသားကောင်းဆောင်ထားတဲ့ဘလူးတွေကိုအစွဲပြုတ်ပြုတ်နဲ့ငကိုစားတိရုပ်ပေါ်လာအောင်ငါလုပ်ပြမယ်သူတို့ရဲ့ငကိုစားတိရုပ်ပေါ်လာအောင်လုပ်ပြခြင်းလို့ငါကငါရွှေမြို့တော်ကိုမရောက်ဖူးတဲ့ခြေတော်သားသွင်ဟန်ဆောင်လာတာပေါ့ငါဘသူဘဝဆိုတာဘသူမှမသိစေနဲ့ခြေတော်သားအရင်ဆိုင်လို့သာထိနေကြပါစေဒီအတွက်စိတ်ချပါဒါမဲ့သူတို့ရဲ့ငကိုစားတိရုပ်ပေါ်အောင်ဖော်ထုတ်ဖို့က မလွယ်ဘူးထင်တယ်ပြီးတော့သူတို့ဘောမှာမျိုးစားလေးကမိတ်ဆွေစစ်တေလို့ယုံကြည်ထင်မှတ်နေတဲ့အတွက်ဒူးချင်းကွဲအောင်ခွဲဖို့မလွယ်လာဘူးတီးတီးဖြတ်ကပွန်ထွက်တော့ဘာမှမစွလွယ်ပါတယ်ဒီအတွက်စိတ်မပူပါနဲ့စိတ်မပူနဲ့ဒီကနေ့ညာဖြစ်စီနဲ့ဗန်ညာဖြစ်စီမျိုးစားလေးကိုပြန်ခေါ်လို့မရရင်တီးတီးဖြတ်ကပွန်ဆိုတဲ့နာမည်ကိုတစ်ခါတည်းမိတဲ့ကြိုပြရမယ်တီးတီးဖြတ်ကပွန်ကရဲရဲကြီးအာမခံလာရမြင့်စီကြောင့်မိဒီဝါမှာစိတ်အားတက်ကြွလာ යි ဘုံမင်းရန်ကြံစီအောင်မြင်ပါစေလို့ငရေဝဆုတောင်းပါတယ် ဘုံမင်းရဲ့အကျံစီအောင်မြင်ရတဲ့ငရေဝအသက်နဲ့လဲပြီးကူညီဖို့အသင့်ရှိပါတယ်။မင်းဒီဝါကရှင်ကိုကောက်ပြီးပြောလိုက်အသက်နဲ့လဲစားမလို့ပါဘူး။ဒီပရိယေနဲ့အနိုင်ယူပြပါမယ်။ရွှေမျိုးတော်ကပြန်ဖို့အသင့်ပြင်ထားပါ။တိရိပြတ်ကောင်က ပြန်ပြောလိုက်ရမင်းဒီဝါမှာဆောင်းတို့မျိုးရင်းချမ်းရခဲ့သည့်ချစ်သူနဲ့မကြမီပြန်တွေ့ရတော့မည်ဆိုပြီးအတိုင်းမသိဝမ်းသာပီတိဖြစ်၍နေပေသည်။ဘာလို့လို့နဲ့တကောင်ချက်တောင်တော်မှာပကောလားကျဲဝင်းသောဥယျာဉ်တွင်ရှိ တည့်ရက်ခန့်ညားစွာစောက်ထားသည့်အင်ကြီးပေါ်တွင်ကျွေအံကစားနေရမှာတကောင်ချက်တွန်တန်ချရသဖြင့်ဗညာအင်ကညင်းညင်းညူညူပြောလိုက်သည်ဗညာအင်နှင့်အတူတီတီပြတ်ကုန်နှင့်မင်းစီသူတို့ပါပါလာကြပြီးငံမီးသောမူယာဖြင့်ကျွေအံဝိုင်းကိုစိတ်မပတာပါလိမ့်လာနေသည်ကိုတွေ့ရပြီးခုမှစောကြီးရှိပါသေးတယ်ဗမှုသမိန်ဆက်ဘောကပြန်ပြောလာပြီးကျွေအံပြစ်လိုက်သည်ဒီနေ့ညဘလို့ဖြစ်နေမှန်းမသိဘူးစထိုင်ရဲကတရှုံနဲ့ရှုံနေတာပဲ အရုပ်နဲ့ပဲပိုင်းရလိုက်မှထင်တယ်။ဘညာအိမ်ကညှို့ညူလိုက်။စိတ်အားမလျှော့ပါနဲ့လေ။ကျွေတလက်ချက်တခုဆိုတဲ့စကားရှိသားပဲ။ညူဝဲမှာကံမလိုက်ပေမဲ့တခေါင်ကျွေရင်ဆန်းထားခြင်းထလာမှာ။စိတ်အားမလျှော့ပါနဲ့။ဝင်းတော်မူဘညာကျန်တော်ကမြို့သားလေးဘညာအိမ်ကိုအပင်စကားပြောကြရင်ကျူအန်ကိုကြုံမပေးပါဘူး။ဒီနေ့ညဖို့တော်တော့ပြီးထင်တယ်တဲ့။ဒီနေ့ညကျွန်တော်ဘောမှာဘုံမူတမိန်ဆက်ကောကကျွေဘလောက်တင်းရှိနေပါသလဲ။မဖြစ်စလောက်ပါ။ကျွေအကြောင်းထည့်ထည့်မပြောစမ်းပါနဲ့။ တုတ်ကလူချင်းခင်မင်တာပါငွေကြီးခုံမင်တာမဟုတ်ပါဘူးလူခင်တာတခြားငွေကြီးဟာတခြားပါဒီနေ့ညကျွန်တော်ဘယ်လောက်ရှုံးသက်လဲဆိုတာသိကျင်လို့မေးနေတာဒါဖြင့်နေအောင်စင်ရင်ကြည်လာအောင်မယ်စင်ရင်ရဆိုရင်ကြီးကခွက်တရားစိတ်ရွှေကငါးပိတ်တာဟာတိတ်မများလာပါဘူးတမိန်ဆက်ကောကစင်ရင်ကိုကြည်ရင်ပြောလိုက်ရဗညာအိမ်မှာတုံလှုပ်သွားပုံရိုက်ဒါလားမများတာမနေ့ကလည်းကြီးခွက်တရားနဲ့ရွှေသုံးပိတ်တာရှုံးခဲ့ပြီး ဒီတိုင်းသားဆိုမကြခင်မွေးလိုက်မယ်။ဗကြအိမ်ကညှဉ်းညူလိုက်ဒီလောက်ကလေးနဲ့မမွေးနိုင်သေးပါဘူး။မျိုးစားလေးလိုချီချီတဲအောင်ချန်တာတဲ့သူကဒါလောက်ကလေးရှုံတာမြန်ညှဉ်းညူနေရသေးတယ်။မျိုးစားလေးဖို့ဆိုဖြုတ်ကိုက်တလောက်ရှိပါတယ်။ဝန်းတော်မူဗညာချန်တော်ကဝင်းပြီးပြောလိုက်အကြည့်ကြည့်တန်အောင်ချမ်းသာတယ်ဆိုပေမဲ့ကျုပ်ဆန်းနဲ့ချမ်းသာတာမဟုတ်ဘူး။ဖာကမဲတော်မျိုးစားကြီးထားရတဲ့အမွေနှစ်တည်းပြီးတော့ရွှေမြို့တော်ကိုရောက်လာတဲ့ချိန်ကစပြီးကျွန်တော်ရှုံးနေတာမနေတော့ဘူးစုစုပေါင်း ကြေးခွက်300နဲ့ရွှေခွက်100လောက်ရှိသွားပြီ။ဗညာအင်ကညှိညူလိုက်ပြန်ဒါလောက်ကလေးနဲ့မြောင်စိတ်ပြန်မနေပါနဲ့ကုသိုလ်ကံဆိုတာပြောက်လို့ဖြစ်တာမဟုတ်ဘူး။ကံထလာရင်ချုံထတဲ့ခြင်းငွေတွေပြန်ရနိုင်ပါတယ်စောစောကပြောသလိုညီဦးပိုင်းမှာကံနေနေလို့ရှုံးခဲ့တာများပဲမဲ့တကောင်ကျော်ရင်စမ်းပွင့်ခြင်းပွင့်လာမှာကဲကဲကဲကံဆန်းနေနေနဲ့တချီတပွဲကစားကြအောင်လို့ရဲ့ဝင်းတော်မူဗညာကျန်တော်ကဆက်လက်ပြီးကစားရန်တိုက်တွန်းစကားပြောလိုက်လေသည် ကောင်းပြီလေတဝက်နှုံးပွဲတော့ဆံပြီကစားကြသေးတာပေါ့မညာအင်ကသဘောတူလိုက်ရည်ခထားပြင်ကျုပ်စပြီးကျွေအံပြင်မယ်တမိန်ဆက်ဘောကပြောပြောဆိုဆိုကျွေစီများကိုကယူလိုက်နေသည်ပွင့်တာကစားကြမယ်မဟုတ်လားတမိန်ဆက်ဘောကဗညာအင်အားမေးလိုက်ရဗညာအင်ကခေါင်းညင်ပြလိုက်ကဲပြစ်ပြီးဟောလေးပွင့်တမိန်ဆက်ဘောသည်ကျွေစီများကိုပြစ်ချရင်ပစမှာလည်းရေရွလိုက်သည်ဗညာအင်အလက်သူရောက်တော့ကစိတ်မပတာပါနဲ့ ကျွေစိတ်များကိုကောက်ယူပြီးလက်ထဲတွင်ကျွေစိတ်များကိုမစီပဲပြစ်ချလာရာကံအားလျော်စွာငါးပွင့်ပေါ်သည်ဖြင့်ဗညာအိမ်နိုင်သွား၏ကဲပဲနဲ့လေကျုပ်ပြောတာမမှန်ဘူးလားတကောင်ကျော်လို့မျိုးစားလေးစမ်းထလာပြီဒီတကောင်မျိုးစားလေးရင်ပြစ်ဝင်းတော်မူဗညာကျန်းတော်ကအာတဲ့သည်ရောပြောလိုက်ဗညာအိမ်ကလည်းစိတ်အားတက်ကြွလာပြီးကျွေစိတ်များကိုကောက်ယူပြစ်ချလိုက်သုံးပွင့်ကျွေဝင်များကိုကြည့်ပြီးဗိုင်းသူအွန်လိုင်းသည်၎င်းတော်တမင်ဆက်ဘောကကျွေစိတ်များကိုကောက်ယူပြစ်လိုက်ရာနှစ်ပွင့်ပေါ်သည်ဖြင့် ဗညာအိမ်အနာရသွားပြန်သည်မျိုးစားလေးတိတ်ဆန်းပွင့်နေပါလားကုတို့ဆန်းပွင့်နေတော့ဖိပြီးလောက်ပါလားဗညာချဲတော့ကအချံပေးလိုက်ရဗညာအိမ်ဒီအဟုတ်ထင်မှတ်ကကြီးခွက်90နဲ့ရွှေပိတ်တာတပိတ်တာအလောင်းစားလုပ်ပြီးကျွေစီများကောက်ယူကပြက်လိုက်ဟဲငါးဝင်တဲဟုတ်ပါလားကဲဘုံမှုလက်ဗညာချဲတော့ကဗညာအိမ်ဤဘက်တော်သားဟန်ဆောင်ရဲ့ဝန်တာအားရအမှုရပြင်ပြောလိုက်ငါးဝင်ကိုတော့အနာရဖို့မလွယ်ဘူးကဲလေကံထရားတိုင်းမယ် ။တမင်ဆက်ကောသည်စိတ်အားလျှော့သည့်အံဖြင့်ပြောရင်းဗညာအင်အလစ်တွင်ကျွေစီများကိုလက်ထဲတွင်စီရေဖြစ်အောင်စီထားလိုက်ပြီးအလိုက်တင်ပြစ်ချလိုက်ရာခြောက်ပွင့်စလုံးပေါ်နေသည်ကိုတွေ့ရ၏။ဟဲ့တဲဟုတ်ပါလား။ဗညာကျတော့ကမိမိမျက်စီကိုမိမိမယုံနိုင်သည့်အမူအရာဖြင့်တန်အတော်ပြောလိုက်သည်။တမိန်ဆက်ကောမှာလည်းပြုံးစီပြုံးစီဖြစ်နေ။ဗညာအိမ်မှာမူနဘူးပြင်မှာချွေးများပင်တီးဆိုလာလေ။ထိုခိုက်တွင ်ညမြင့်နေသည့်မူရာပြင်ပေးမှထိုင်ပြီးကြည့်နေသောတီးတီးပြတ်ကွန်ကကောင်းထောင်ပြီးကြည့်လိုက်သည်တီးတီးပြတ်ကွန်ရဲ့မူရာသည်နလပိန်တုံးကြေးတော်သားအတွင်ပြင်ဖောက်တော့ပဲတင်းငင်ရင့်ချက်သည့်အိမ်ဒီဖြင့်သမိန်ဆက်ဘောနှင့်မညာချမ်းတော်တို့အားတစ်လှည့်စီကြည့်လိုက်တီးတီးပြတ်ကွန်၏မျက်လုံးများမှာမိဝင်းဝင်းတောင့်နေသည်ဟုထင်မှတ်ရလောက်အောင်ကြည်လင်တောက်ပလျက်ရှိသည်ကိုတွေ့ရသည်သမိန်ဆက်ဘောနှင့်မညာချမ်းတော်တို့မှာတီးတီးပြတ်ကွန်၏အမူအရာကိုကဲခတ်နေစဉ်တီးတီးပြတ်ကွန်က တပိန်ဆောက်ကောနှင့်ပညာချမ်းတို့တို့အားတည်ငြိမ်သည့်အမှုရာဖြင့်တလက်စီကြည်နေပြီးမှတျော်ပြုံပြုံလိုက်ခြေထော်သားတွေဆိုပြီးမြို့ကြီးသားတွေကမတရားအနိုင်ကျင့်တာကောင်းသလားကျွေဟန်ကစားတာတော့ယူယူတန်တန်မကစားကျင်ကြဘူးညပိုင်းကစားပြီးမြို့သားလေးကိုချက်ပူးချက်ပေးကစားနေကြတာကြောက်မသိဘူးထင်သလားတိတိပြတ်ကောငါနလပိန်တို့ခြေတော်သားအမှုရာဖြင့်မဟုတ်တော့ပဲရဲရင်တည်ကြည်သည့်အမှုရာဖြင့်ကေဒရာစာချင်းသေးဟောက်တယ်လို့ဟောက်လာရာ ။တမိန်ဆက်ဘောမှာရှက်လက်ရှက်ဒေါ်လာနဲ့ထွက်ဖြစ်ကအနည်းရှိတဲ့နေမှာဒါကိုဆွဲထုတ်ပြီးတိတိပြတ်ကွန်အားခုတ်ပိုင်းရန်ပြေးလာဘေးမှာကြည်နေသောမင်းစီသူကခြေထိုးပေးလိုက်တဲ့ပြင်မင်းစီသူ၏ခြေထောက်ကိုခလုတ်တိုက်မိပြီးတမိန်ဆက်ဘောမှာမိမိကိုမိမိမဟန်နိုင်တော့ပဲဝန်ရတို့လဲချသွားပြီးဒါကင်ထားသောလက်မှာအောက်တို့ရောက်သွားတဲ့ပြင်ထပ်ပိုင်းကျိုးသွားသည်ဝိနော်မူပညာကျန်တော်ကတမိန်ဆက်ကောအားဆွဲထူလိုက်တော့လေလက်ပေါင်းယိုကျိုးသွားသည်ဖြင့်ရုတ်တရက်ပြန်မထနိုင်ပဲ ပြင်းထန်သောဝေဒနာကိုခံစားရင်တိတိပြတ်ကုန်အားစားမတက်ဝါမတက်ကြည်နေပေသည်ခွတ်တရိษံငါအကြောင်းသိရစေမမိန်အရှင်မထားဘူးဒေတော်သာလူဘဝလို့တမိန်ဆိုင်ဘောကအန်ကျိပြီးတုံးသွားလိုက်သည်တို့ရရင်ဒံယာမှာပြင်းထန်လာသဖြင့်ပျော့ခွေတာသွား၍ပညာချန်တော်ကပွေချီထားလိုက်ရပေသည်တိတိပြတ်ကုန်မှမူအနေငယ်များအေးမဆိုင်သည်မူရပြန်လှပကြည့်နေပြီးတခိုးကလူလူဟိရရှိသေးတယ် တီတီပြက်ကောင်ကတမိန်ဆက်ကောင်နဲ့ပညာကျန်တော်အားဆက်ဆုပ်ယွန်ရှားသည့်အမူအရာဖြင့်ကြည်ရင်ရည်ရွယ်လာသည်တမိန်ဆက်ကောင်နဲ့ပညာကျန်တော်တို့မှာမိမိတို့ပြင်နေမိမိတို့ခံရသဖြင့်စိတ်ထဲတွင်မခံမရနိုင်အောင်ဒေါသထွက်နေတော့လေတစုံတရာပြန်မပြောနိုင်ပဲလက်မောင်းရိုးကျိုးသွားသောတမိန်ဆက်ကောင်အားပညာကျန်တော်ကဆွဲခေါ်သွားရပြီတနည်းကြိုင်ကအကြောင်းသိရစေမယ်တမိန်ဆက်ကောင်ကရှယ်ရန်ရန်သည့်အနေဖြင့်ကျုံဝါရင်ပညာကျန်တော်ဆွဲခေါ်ရသူလိုက်ပါသွားရပြီတမိန်ဆက်ကောင်နှင့် ပညာကျန်တော်တို့ထွက်ခွာသွားသောအခါချက်သေးသေးပြီးကျန်ရင်ခဲသည့်မြို့သားလေးပညာအိမ်ရနာသို့တည်တည်ပြတ်ကွန်ချင်းကပ်လာပေသည်မင်းသားကောင်းဆောင်ထားတဲ့ဘလူးများကိုငကိုဇာတိယုံတိုင်းအရှင်သာမြဝထင်းတွင်တွေ့မြင်ရမည်မဟုတ်ပါလောတည်တည်ပြတ်ကွန်ကပညာအိမ်အပါရင်ခဆိုင်ရှောက်ထားလိုက်ဒီလူတွေကငါချို့လိုလာတဲ့မိတ်ဆွေ ရောင်းရင်းနေပါပညာအိမ်ကကာကွယ်ပြီးပြောလိုက်နေသည်အရိယာသူတော်စင်နေလို့အရှင်သာပြောလိုပါသလားတည်တည်ပြတ်ကွန်ကထိတ်တယ်လို့ငော့တယ်လို့ပြန်လဲလျှောက်ပြန်လိုက် ဒီလိုလမ်းမဟုတ်သေးဘူးလေငါနဲ့ရင်းနှီးတဲ့မိတ်ဆွေရောင်းရင်းနေဖြစ်တဲ့အပြင်ဂုံတရေရှိမင်းမူတန်းကြီးတွေပါကောက်ကျစ်ဆင်းလဲတဲ့အလုပ်လုပ်နိုင်မယ်လို့ဘယ်တော့မှမမျှော်လင့်ခဲ့ဘူးဗညာအင်ကကာကွယ်ပြီးပြောလိုက်သည်ဂုံတရေရှိမင်းမူတန်းကြီးရဲ့အချက်ကင်းမဲ့ခဲ့တဲ့ကောက်ကျစ်ဆင်းလဲမှုကိုရှင်သာမြေဝထင်ထင်တွေ့မြင်ခဲ့ရပြီမဟုတ်ပါလားတီတီပြိုက်ဝန်ကရှောက်တင်လာရဗညာအင်ကတွေ့ဝေသွားပြန်အရှင်သာရုံတော်မမူပါလင် အရှင်သာအာဂုံတရေရှိမင်မူရန်ကြီးတွေအောက်ကြံပြီးလိန်လဲလှဲ့ပြအနာယူသွားပုံကိုငမိုက်သာတီတိပြတ်ကွန်အားလက်တွေ့ပြဝင်ပြုပါရှုစားတော်မူပါတီတိပြတ်ကွန်သည်ကျမ်းပြင်ပေါ်တွင်ပြန့်ကျဲနေသောကျွေစိများကိုကောက်ယူပြီးကညာရင်လက်တွင်တမိန်ဆက်ကောတို့လူစုအောက်ကြံခဲ့ပုံများကိုလက်တွေ့ပြတာနေပေသည်ပထမဦးစွာကျွေစိများကိုလက်ထဲတွင်အစီရီထည့်ထားပြီးမိမိတို့ကြရာအပွင့်ပေါ်အောင်အလိုက်တင်ပြစ်ချပုံများကိုပြသလျက်ရှိရာ မညာရင်ဒီတီတီဖြတ်ကုန်၏ကျွေအံကစားပုံလက်တွေ့ပြပုံကိုတန်းတော်ကြည့်နေမိရှင်သာကြိုက်နေတဲ့ရအဝင်ကိုသာပြောပါအဲ့ဒီအပွင့်ပေါ်အောင်ပြပြပါမယ်တီတီဖြတ်ကုန်ကကျွေစိများကိုဂိုင်းတွဲပုံစကားကိုဖောင်းလောက်အောင်ပြောရင်တစ်ဖက်သားအလေးတွင်ကျေဆွေများကိုလက်ထဲတွင်စီရီဖြစ်လာအောင်လက်ချောင်းများဖြင့်မတိမသာပြုပြင်ပေးပုံများကိုပြသပြီးနောက်မညာရင်ကြိုက်နေတဲ့ရအပွင့်ပေါ်အောင်ကျွေအံကစားပြရန်အစဉ်သင့်ပြင်ပြောလိုက်လေးပွင့်ပေါ်အောင်ပြပြစမ်း ဗညာအိမ်ကမိန်ပေးလိုက်ရာတီတီပြတ်ကွန်ကကျွေစီများကိုဗညာအိမ်မျက်စိအောက်တွင်မျက်စိရေးဖြစ်အောင်ပြုတ်ပြင်းဤကိုပြလိုက်ပြီးကျွေစီများကိုပြစ်ချလိုက်ရာလေးပွင့်ပေါ်နေသည်ကိုတွေ့ရသည်ဆက်လက်ပြီးဗညာအိမ်တိုင်းနေသည့်အပွင့်များပေါ်အောင်တလဲပြီးတလဲကျွေအံကစားပြသွားလျာဗညာအိမ်မှာတီတီပြတ်ကွန်ဂျင်လေပုံကိုမျက်တော်မခက်ပဲစိတ်ဝင်စားစွာကြည့်ရှုနေလေသည်အရှင်သားကိုဂုံတရေရှိမင်းမူထန်ကြီးတွင်ညက်ဘူးညက်ပိတ် လှုပ်ပြီးကောက်ကျစ်ဆင်းလဲစွာနိုင်ယူခဲ့ဒီကိုယုံကြည်တော်မူပြီးမဟုတ်ပါလားရှင်သားမငယ်ရွယ်သူဖြစ်တဲ့ဖြင့်ကျွေအံကစားနည်းကိုမကြွန့်ကျင်ကြောင်းသိတဲ့ဖြင့်တမိန်ဆက်ကောအဆရှိတဲ့ကောင်းတရေရှိမြင့်မူတန်းကြီးတွေကအရှင်သားအားမြောက်ပင်ပေးပြီးကလင်ညာနဲ့အနာယူခဲ့ခြင်းဖြစ်တာကိုတီတီပြတ်ကမဆွကားပင်သိရှိခဲ့ပြီးဖြစ်ကြမှာယခုကဲ့သို့လိမ့်နဲ့လှည့်ပြပြီးမတရားအနာယူနေခြင်းကိုအရှင်သားမြဝါထင်နေသိမြင်စေရန် လက်ဘူးလက်ချက်ဖန့်ပြလိုပါသဖြင့်အရှင်သားနဲ့အတူဂျွေအန်ဝိုင်းတို့လိလာသူဖြစ်နေလိုက်ပါခဲ့ရခြင်းဖြစ်ကြမှာတီတီဖက်ကွန်ကရှင်းပြလိုက်ရပညာရင်ကတီတီဖက်ကွန်အားဆူရှာတောက်ပြောင်သည့်မျက်လုံးများဖြင့်စိမ့်စိမ့်ကြည့်လိုက်ဒါဖြင့်မင်းကရွှေမြို့တော်ကိုတစ်ခါမှမရဘူးတဲ့ကြည်တော်သားဆိုတော့မဟုတ်ဘူးပေါ့ပညာရင်ကတီတီဖက်ကွန်အင်ကရုတ်ကိုခြေစုံကောင်းစုံကြည့်၍လိလာတုံ့တန်ရင်မေးလိုက်ကြည်တော်သားဟန်ဆောင်လိလာမှသာ အရှင်သာအာနိုင်နဲ့လှည့်ပြပြီးအနာယူနေကြတဲ့တမိန်ဆက်ဘောတို့လူတိုက်ကိုကလိန်စိညမ်းစင်နေတာကိုလက်ပူးလက်ချက်ဖန့်ပြနိုင်မှာဖြစ်တာကိုသိလို့ကြည်တော်သားဟန်ဆောင်ပြီးလာခဲ့ရခြင်းဖြစ်ကြောင်းမှာကြည်တော်သားမဟုတ်ဘဲနဲ့ကျွေးအန်ကစားနည်းကိုကျွန့်ကျင်လိန်မာစွာတက်ကျွမ်းသူဖြစ်ကြောင်းတမိန်ဆက်ဘောတို့ရိပ်မိသိရှိသွားရင်ငမိုက်သာတိရိပြက်ကွန်ရှေ့မှာဖြောင်းလဲဝင့်မိမဟုတ်ကြောင်းမှာတိရိပြက်ကွန်အာနလပိန်တို့ကြည်တော်သားထင်မှတ်ပြီးပြောင်းလဲမိကစားခဲ့လို့ ယခုလိုလက်ဘူးလက်ချက်ဖန်ပြနိုင်ခြင်းဖြစ်ကြောင်းမှာတိတိပြတ်ကောင်ကဆက်လက်ရှင်းပြလိုက်လေသည်ဒါပြင်မင်းဘယ်သူလဲဗညာအင်ကပြန်မေးလိုက်ရာတိတိပြတ်ကောင်သည်နှုတ်ဖြင့်အပြေမပေးသေးပဲဗညာအင်ရမတော့နှင်းကေတရာပွဲကံခင်စောမယ်ဤပထမစာလွှာကိုဂရီဘာအင်ပြင်မှာထုတ်ယူပြီးဗညာအင်အားဆက်သားလိုက်ရာဗညာအင်သည် အမတော်မူလပထမရေးပေးလိုက်သည့်စာလွှာကိုမိရန်အောင်တွင်စိတ်ဆက်သေးချစွာဖတ်ရှုနေလေသည်မောင်တော်ဗညာအင် ဤစာလွာကိုယူဆောင်လာသူမှာစစ်ပွဲသီးသီးတွင်အောင်ပွဲခံလာခဲ့သောဗိုလ်မင်းတီတီပြိုင်ကွန်ဖြစ်ပါသည်။လက်ရုံးဤရောနှလုံးဤပါပြေပါသူဖြစ်ပြီးအာကိုအားထားပြုထိုက်သူဖြစ်ပါသည်။ထက်ပါစာပိုက်ကိုဖတ်ရှုလိုက်ပြီးနောက်ပညာအိမ်သည်တည်ငြိမ်ရင့်ကျက်သောအိမ်တွင်ဖြင့်မိမိအားလက်ပိုက်ပြီးကြည်နေသောတီတီပြိုင်ကွန်ဤရောက်ကြပြီးသားသည့်အင်ကယုတ်ကိုအနုလုံပတိလုံလေးလာတုံးတက်လိုက်ပြီးပါတပံအမတော်ခင်စောမယ်ဤစာကိုဆက်လက်၍ဖတ်လိုက်ပြန်သည်။ ရွှေမြော်တော်ရင်ပျော်ကျူးနေရန်ချိန်ကာမဟုတ်တော့ပါဟုသော စာပိုက်ကိုဖတ်ရှုလိုက်ရသောအခါမညအိမ်ဤမျက်နာမှာပြက်သွား၏တဖန်ဆက်လက်၍မတော်နှင့်နေသူနေသားများကိုငဲ့ညာပြီးအမြန်ဆုံးပြန်လာခဲ့ပါဟုသောစာပိုက်ကိုဖတ်လိုက်ရသောအခါမညအိမ်မျက်နာမှာညှို့ငဲ့သွားပြန်သည်ဤစာလွှာကိုယူဆောင်လာသောဘုံမင်းတီပြက်ကောင်မှာကေဒရာစာကဲ့သို့ရည်ရင်ပြီးစစ်ပွဲတိုင်းတွင်ဆွမ်းဆွမ်းတမန် တတိပြခဲ့သူဖြစ်ပါသည်။ဒါရီလန်ရင်နှင့်စစ်ကြီးစစ်တပ်တွင်သူမတူအောင်ထူးချွန်သူဖြစ်၍သူရဲကောင်းဆယ်ယောက်ကိုပင်တယောက်တည်းအနိုင်ယူခဲ့သူဖြစ်ကြောင်းမှတော့သိရပါသည်။ဘလူတပတ်ကဲ့သို့ရက်ဆက်ကြမ်းကြုတ်သူဖြစ်၍မုံမင်းတီတီပြကိုနှင့်ဆက်ဆံရာတွင် မောင်တော်တတိနှင့်ဆက်ဆံစည်းလိုပါသည်။စိတ်လိုက်မှန်ပါတဆောက်ကံမလုံးမီအောင်တတိပြုဆင်ခြင်ပါလေ။မတော်ပြား၏ဆာလွာအောက်စုံမိုက်ကိုပညာအင်ကတလုံးချင်းဖတ်ရှုရင်း တိတိဖြတ်ကွန်အာမတိမသာခြေစုံခေါင်းစုံ ထိလိုက်ပြန်ပြီးမှ စာလွာကိုဂရီပါအိတ်ထဲသို့ပြန်ထည့်ပြီးတရိုတသေးသိမ်းစီထားလိုက်ပြီသည်ညာအိမ်မူရာမှာစောစောကနေမတူပဲအတိတိတတ်တာပြောင်းလဲသွားသည်ကိုတွေ့ရပြီးနောက်လက်နက်ဖက်ကိုနောက်ပြေး၍ခောက်တုတ်ခောက်ပြန်ရှောင်ရင်းတစုံတရာကို လေးလေးနက်နက်စဉ်းစားနေသည်ကိုတွေ့လိုက်ရပြန်လေသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့တပါ